စီရင်အတလားတာအကောင်းဆုံးဆူပိုလီစင်ရရှိဘလုံးကြသူများအတွက်ကျမရဲ့ဝမ်မီလီယံချန်နယ်များပြန်လည်ကြိုဆိုနေပါတယ်အစီအမီလာတင်ရဲ့အမေရိကန်တောင်ပိုင်းကစားသမားပိုလီဆက်ကစက်တင်ဘာလအတွက်စီအေတလာတာအကောင်းဆုံးကစားသမားဆုကိုရရှိသွားပါတယ်။အသက်29နှစ်အရွယ်ပိုလီဆက်က စက်တင်ဘာလတွင်ကစားခဲ့တဲ့ CDA ပွဲတွေမှာ၃ဂိုးသွင်းပြီးဂိုးဖန်နေမှု၂ကြိမ်ပြုတ်လုပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့လဲအချက်လက်စူးစမ်းရေးပွဲနဲ့ပရိသတ်တွေရဲ့မဲပေးရွေးချယ်မှုမှာထယ်ဆုံးကနေရပ်တည်နိုင်ခဲ့ပြီးတလားတာအကောင်းဆုံးစုကိုရရှိသွားတာဖြစ်ပါတယ်။အေစီမီလာရဲ့စက်တင်ဘာလတွင်ကစားခဲ့တဲ့ပွဲတွေမှာပူလီစစ်ကမိနစ်ပေါင်း148မိနစ်ကစားခွင့်ရရှိခဲ့ပြီးတော့3ဂိုးသွင်းက2ဂိုးဖန်နေနိုင်တဲ့အတွက်အကောင်းဆုံးကစားသမားဖြစ်ရွေးချယ်လိုက်တယ်လို့ CEA ရဲ့ကြေညာချက်မှာရေးထားပါတယ် ်ပူလီဆက်ဟာ AC မီလန်နီးပြတဲ့အယ်လဂရီရဲ့နီးစက်နဲ့ပိုင်းမှာအဝင်အောင်ကစားနိုင်တယ်လို့တိုက်စစ်မှာနေရာဆုံးကစားနိုင်တဲ့စွမ်းဆောင်ရည်ကြောင့်ခြေစွမ်းကောင်းတွေပြသနိုင်တာလည်းဖြစ်ပါတယ် ပိုလိစ်ကတလားတာအကောင်ဆုံးဆိုအတွက်နာပိုလီအသင်းကွင်းလဲလူဒီဘရိုင်းခရီမိုနီစီအသင်းကစားသမားဘတ်ဂျီရက်တိုအင်တာမီလန်နောက်ခံလူဒီမာကိုနဲ့ဘိုလိုနာတိုင်းစင်မှုအိုဆိုလီနီရိုကိုကြော်ဖြတ်ပြီးရရှိခဲ့တာဖြစ်ပါတယ်အခုလောတလားတာအကောင်ဆုံးစုရရှိခဲ့ပေမဲ့ပူလင်ဆက်ကအသေးစားထံရပြဿနာကြောင့်အခုညမှကစားဖို့ရှိနေတဲ့ American တင်းနဲ့ Equidor တင်းတို့ခြေစံပွဲကိုလွဲချော်ွယ်ရှိတယ်လို့သိရပါဗျ။